အရူဝါလာ29ရက်နေ့လူသွားရလမ်းတို့ကိုဖျားသခင်ကြည့်ရှု၍လူကြီးရာရှိသမျှတို့ကို မြင်တော်မူ၏ယောဘဝတ္ထုခန်းကြီး33ခန်းငယ်27ဝက်နှင့်ပတ်သက်၍ပုံမြင်ဟောင်းလေးတစ်ပုဒ်ရှိပါတယ်လေသမားတို့သည်ဝက်ကိုအိမ်ထဲ၌မွေးထားပြီးအိမ်ထဲ၌တိတ်ပါတယ်လေသမားကြီးကရေချိုးပြီးကခွာကြားများပါမကျန်တန်ရှင်းပေးုံသာမက ရေမွေး channel 5ဆွပေးပြီး ူ၏လေပင်တွင်ဖဲပြားချိတ်ဆွဲထားပါလေ။ဝမ်းမှာကြည့်၍ကောင်းုံနေမကနူးညံ့တိမ်မွေ့သည့်သဘောရှိကခဏတိုင်မြောက်အတိုင်းသာတစ်ခုထိနှစ်လိုပဲကောင်းသည့်အဖော်ပုံစံရှိနေပါလေ။သို့သောအင်ရှိတကားကဖုံးလိုက်သည့်နှင့်ပရမသောရှာဖွေတွေ့ရှိသည့်ဘွက်အိုင်ထဲသို့ဒိုင်ပင်ဖြစ်ဝင်တတ်ပါလေ။အလဲရောက်ဆိုသော သူ၏နှလုံးသားတွင် သူသည်ဝတ်တာဖြစ်နေပါသေးသည်။သူ၏ပင်ကိုယ်သဘာဝကိုမမေ့နိုင်မီ။ပြင်းပတဲ့တန်သာပြောင်းလဲသွားတော်လဲ။ အသွင်းတရံမှာပြောင်းလဲခြင်းမရှိသေးပေ။အလားတူလူတရားကိုကောင်းမွန်စွာဝတ်ဆင်စေပြီးဖះเจ้า၏ရှေ့ဆုံးတန်းတွင် နေရာယူထိုင်ခိုင်းထားမည်ဆိုပါကသူတော်စင်ကဲ့သို့အထင်ခံရဖွယ်ရှိပါတယ်။သူသည်တငယ်ချင်းများကိုပင် အားအားသင့်စေနိုင်ပါလိမ့်မည်။သို့သော သူ၏ရုံငန်းသို့မဟုတ် စနေနေ့ညနိုင်ကလပ်တစ်ခုတွင် သူ၏ငကို၏တရံရုပ်ကို တွေ့မြင်နိုင်ပါတယ်။အဲဒီကြောင့်ဆိုသော လူသည် မိမိပင်ကိုယ်သဘာဝကိုမပြောင်းလဲနိုင်ပေဖြစ်ပါတယ်။ပင်ကိုယ်စရိုက်ပြောင်းလဲလိုပါကအသည့်တဖန်ပြန်လဲမွေးဖွားရလိုအပ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းအနန္တတကုရှင်ဖဖရာသခင်ကျွန်တော်ကမကြမကြအရင်စရိုက်မျိုးပြန်လောက်တတ်တဲ့အတွက်သခင်ယေရှုရဲ့နာမတော်အားဖြင့်အမြဲတန့်စင်စေပြီးခွန်အားပေးသနာတော်မူပါ။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်မိခင်ဗျာ။